ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တနေ့အောင်ဆယ်ခါလောက်လိုက်ပြီးလဲထုံနေလဲဒီနေရာမြေတွေတော်တော်မာနေရပဲငါလည်းအလုပ်တွေလုပ်ရင်းကပင်မလာတာပဲအဖက်တင်နေလက်တွေလည်းအလုပ်လုပ်ရတာတော်တော်လေးနာနေပြီဒါပေမဲ့ဒီမြေကြီးတွေကတော့ဘာမှမထူးခြားလာဘူး ဒါဘလို့ဖြစ်တာလဲအသီးနှံတွေတဘွက်လေးတောင်မဆိုင်နိုင်သေးတာ哦စိုက်ထားတဲ့အသီးနှံတဘွက်လောက်ကလည်းအပူတန်ကြောင့်တဘွက်လောက်နေပါပြက်စီးကုန်ပြီအခုဒီလောက်အသီးနှံနည်းနည်းလေးနဲ့ဘလို့များစားတော့နေထိုင်ရတော့မှာလဲငါတို့တာတွေစားရမှာလားရောင်းရမှာလားရောင်းပြီးတော့ပတ်စံရှိုင်းအောင်တပေါင်းလောက်တောင်ရပါမလားပဲဒါတွေအကုန်ຫນွေရတီကအရန်ပူနေလို့ဖြစ်ရတာပဲအစတော့မြေကြီးတွေကအကုန်မကောင်းရင်တောင် အသီးနှံတဘွက်လောက်ကစိုက်လို့ရသေးတယ်အခုတော့စိုက်လို့ရတာလေးတွေပါပြက်စီးကုန်ပြီ အပူတိုင်းမှာအသီးနှံတွေကိုစံပြိုးနေတဲ့ချွေးမအားရောက်လဲဝန်နေကအင်ကိုပြန်လာခဲ့ပြီးဇီးကနေအသီးနှံတွေဝဲပြီးတော့ထမင်းခင်းချလိုက်ကြပါတယ်အသီးနှံဆိုင်ခင်းတွေမင်းတို့လောက်တာမအောင်မြင်ဘူးလားမင်းတို့ဒီနေ့လည်းအပြင်အသီးနှံတွေဝဲခဲ့တယ်ဆိုတော့ဘလို့ပြောပြမှန်းမသိတော့ပါရှင်ကျမတို့လေယာဉ်မြေတွေတစ်ဝက်လောက်နေပါအကုန်6ကက်ကုန်ပြီပြီးတော့ကျန်တဲ့နေရာနည်းနည်းရလဲအသီးနှံတွေကောင်းကောင်းစိုက်လို့မရဘူးစိုက်ထားတဲ့အသီးနှံတွေကောင်ပူလို့လို့ပြက်စီးကုန်ပြီအသေးမွားကိစ္စလေးတွေလာကိုကျမတို့ဘာသာဖြေရှင်းပြီး အိမ်အတွက်လည်းအပေါ်ဝင်ငွေလေးရအောင်ဆိုပြီးကျမတို့တွေလေယာစိုက်ပျိုးရေးလုပ်ငန်းကိုစလုပ်ခဲ့ပေမဲ့ကျမတို့တော့တီလို့သေးချလုပ်နိုင်ပါမလားမသိတော့ပါဘူးရှင်။ဟုတ်ပါ။ကလေးတွေကလည်းတဖြည်းဖြည်းကြီးလာပြီးဆိုတော့သူတို့မှလိုအပ်ချက်တွေကများတယ်။ပြီးတော့ကြောင်းသွားပြီးတစ်နေ့တစ်မျိုးလိုချင်နေကြတာလေ။အဲ့ဒါကြောင့်အများရကလေးတွေကပတ်စံတောင်းနေကြတာ။ဒါတွေအကုန်လုံးကငါတို့တွေပညာမတတ်တာကြောင့်ဖြစ်ရတာ။ငါတို့လည်းတကယ်လို့ပညာရီတာတက်ခဲ့မယ်ဆိုရင်ဒီနေ့မှအလုပ်ကောင်းကောင်းတွေရှိနေမှာ။ပြီးတော့အခုလိုစိတ်ဆင်းရဲစရာတွေကိုလည်းကြုံတွေ့ရမှာမဟုတ်ဘူး။ ။ဒေယာရီကောင်းကောင်းမဆိုင်နိုင်တာကြောင့်မို့လို့ချွေးမအားရောက်လေတတော်လေးကိုဆင့်ညင်နေကြပါသေး။ဒီကြားတွေသူတို့ယောက်ျားတွေကလည်းပတ်စံကောင်းကောင်းမရှာနိုင်တာကြောင့်အေဂျင့်စွာနေထိုင်စားတောက်နိုင်မှုနဲ့ကလေးတွေကိုကောင်းကောင်းထားနိုင်မှုဆိုတာအရင်ခက်ခဲပါတယ်။အခုထပ်ပြီးတောကရောက်စရာပေါ်လာပြန်ပြီ။ရေတွင်းထဲကရေတွေလည်းခန်းကုန်မြန်ပြီ။အခုငါတို့မြစ်စီသွားပြီးရေခက်ပြီးရေဖြစ်ရတော့မယ်။အဲ့ဒါလုံနေဖို့ဆိုရင်ငါတို့တနေကုန်ကုန်သွားမှာ။ဒါဆိုဘလို့လုတ်ပြီးလဲသွားလုံနိုင်တော့မှာလဲ။ရွာတွေကလူတိုင်းကတော့လေ သူတို့လေထဲမှာရေမော်တာဆက်တွေတက်ထားကြတာဆိုတော့ပဲအဝေးကြီးမှသွားပြီးရေခက်เสียမလို့ငါတို့မှာတော့ရေလေးနည်းနည်းတောက်ရဖို့အဝေးကြီးထိသွားပြီးရေကခက်ရအောင်မယ်ကောင်းကောင်းနေချင်တော့ကြိုးစားရမှာပေါ့ချိန်မှအရောက်လဲရေပုံးတွေကိုယူလိုက်ကြပါတယ်ပြီးတော့အဝေးကြီးကမြေချောင်းကြီးအထိသွားကရေတွေကိုတပုံးချင်းတည်ပြီးသူတို့လေကွက်နားကရေတွင်းလေးတဲကိုရေရီဖြစ်နေကြပါတယ်အဲ့ဒါကိုရေပြေထားမှသာသူတို့ကလေယာရီကိုလုတ်ကင်နိုင်မှာကြောင့်ပဲဖြစ်ပါတယ် ဒီလိုမျိုးရေရင်းကိုရေပြင်းရင်ပြင်းရင်ကသူတို့တော့မသိလိုက်ဘဲမနက်ကနေညနေထိရောက်သွားပါတော့တယ်။ပြီးတော့ပူလုံးလို့သူတို့ဟာတော်တော်လေးကိုလည်းမောပန်းနေကြပါတယ်။ငါတို့တကူလုံးလည်းရေတွင်းရရေပြည့်နေရတာနဲ့ချွေးတွေရွှဲနေပြီးအခုတော့ငါတကူလုံးလည်းအာရင်ကိုမကြံတော့ဟာငါရောပဲပူလုံးလို့ငါတကူလုံးလည်းမီးတွေတောင်တောက်နေပြီလားလို့ထင်ရတယ်။ကဲငါတို့မြစ်ထဲမှာရေသွားချိုးလာမယ်။နင်တို့လည်းလိုက်ခဲ့လေ။ ကျွေးမအယောက်လည်းမျက်စီကိုပြန်သွားပြီးမြစ်ထဲကဆင်းကရီချိုးနေလိုက်ကြပါတယ်။ဒီခါမှပဲရီချိုးရင်းကခင်ထားလေးမြစ်ထဲမှာပေါက်နေတဲ့အပင်တွေကိုသတိထားမိသွားခဲ့ပါတယ်။ငါအမြင်မားတာမဟုတ်ပါဘူးနော်။ဒါအသီးပင်တွေမလား။ဟုတ်တယ်။အပင်မှာအသီးတွေလည်းအများကြီးသီးနေတာပဲ။ဟုတ်တယ်ဟာ။အသီးပင်တွေပေါက်နေတာ။အင်းဒီမှာပေါက်နေတာဆိုတော့ခြေလဲလောင်းစရာမလိုပဲတလောက်လှပလက်ဆက်နေရပေါ့။ငါတို့အသီးနှံတွေကိုလည်းဒီလိုလေးရှည်ထဲမှာစိုက်ထားလို့ရရင်ကောင်းမှာပဲနော်။ ကြည်ရတာပူလွန်းလို့ခေါင်းမကောင်းတော့ထန်နေရေထဲမှာဘလို့လို့အသီးနှံဆိုင်မှာတော့မဟုတ်တာတွေပြောမနေနဲ့တော့ကဲသွားကြဆို့ငါတို့အိမ်ပြန်ပြီးညစာချက်ရအောင်မယ်ကလေးတွေလည်းအเจ้าကနေပြန်လာတော့မှလေမြေထဲမှာရေချိုးပြီးတဲ့နောက်မှာတော့သူတို့ငါးယောက်လည်းအမြဲအင်ကိုပြန်လိုက်ကြပါတယ်ဒီခါမှာသူတို့အမေပြန်လာတာကိုကြည့်ပြီးတော့ကလေးသုံးယောက်လည်းလက်ထင်းမှာပလတ်စတစ်ဘူးလေးတွေခြံကောင်သူတို့အမေတွေစီကိုပြေးသွားလိုက်ကြပါတယ်အဲ့ပလတ်စတစ်ဘူးလေးတွေထဲမှာတော့ရေတွေနဲ့အပင်ငယ်လေးတွေတယောက်တစ်မျိုးထည့်ထားတာကြောင့် တာကိုကြည့်ပြီးကလေးတို့ရေနင်တို့လက်ထဲအပင်လေးတွေထည့်ထားမလားဘာလို့မလို့လဲတိလာတားတို့လွန်ခဲ့တဲ့သုံးလကကျောင်းဝပြောတဲ့နည်းနဲ့ဒီဘူးထဲမှာရေတွေနဲ့ဒီအပင်လေးတွေကိုစိုက်ထားခဲ့တာလေဒါမဲ့ကြည့်လိုက်အောင်သုံးလအတွင်းပင်လေးတွေဘလောက်တောင်ကြီးလာလဲလို့ဟုတ်ပါဟင်းထဲတောင်ထည့်ချက်လို့ရလောက်တယ်ဒါနဲ့တားတို့ရေသုံးလတွင်တာရီကဘလို့များကြီးထွားလာလဲဘာလို့လဲဆိုတော့ရေထဲမှာစိုက်ပြိုးတဲ့နည်းနဲ့စိုက်လို့ပေါ့အဲ့ဒါကျောင်းဝတင်ပေးတာလေ အဲ့ဒီနီးတိုင်းဆိုင်ရင်ရေထဲမှာအသီးနှံတွေကကောင်းကောင်းပေါက်နိုင်တယ်တဲ့ပြီးတော့ရေထဲမှာစိုက်တဲ့အသီးနှံတွေကမြေကြီးပေါ်မှာစိုက်တဲ့အသီးနှံတွေထက်တောင်ပိုပြီးအရသာပြည့်ပါတယ်တဲ့သူတို့ကလေးတွေရဲ့စကားကိုကြားပြီးသူတို့ငါးယောက်လည်းအရင်ကိုအံ့ဩသွားကြပါတော့တယ်ဒါပေမဲ့ထမင်းဟင်းတွေချက်ရမှာမို့အမြင်သွားပြီးချက်ပြုတ်လိုက်ကြပါတယ်ညာဘက်ရောက်လို့ထမင်းစားပြီးကြတဲ့အခါမှာတော့ခြံထဲမှာထိုင်ရင်းအဲ့ဒီအကြောင်းကိုတိုင်ပင်ကြည့်လိုက်ကြပါတယ်ကလေးတွေကငါတို့ထက်တောင်ပိုပြီးသိနေပါလား ငါတို့ခန်းချင်သေးတွေနဲ့တခြားအသီးနှံတွေစိုက်ဖို့ရှိတာငါတို့လည်းကလေးတွေပြောတဲ့နည်းနဲ့ရှည်ထဲမှာစိုက်ကြည့်ရမလားဟုတ်ပါဟဲ့ငါလည်းသူတို့လက်ထက်အပင်လေးတွေကိုပဲသဘောကျနေတာငါတို့လည်းအဲ့လိုမျိုးရှည်ထဲမှာအသီးနှံတွေစိုက်နိုင်ကောင်းမယ်ဒါဆိုဘလောက်တောင်အသုံးဝင်လိုက်မလဲဒါဆိုရေမရှိတဲ့ကိစ္စလည်းပူစရာမလိုတော့ဘူးဘလောက်တောင်ကောင်းလိုက်လဲဒါပေမဲ့လည်းဖြစ်နိုင်ပါမလားဘာလို့မဖြစ်နိုင်မှာလဲငါတို့ကလေးတွေပြောတာသတိမရအောင်လားသူတို့ရေထဲမှာစိုက်တဲ့နည်းကိုသိရပဲလေငါတို့သူတို့မေးပြီးတော့တစ်ခါတော့စူးစမ်းကြည့်တဲ့နေ တောက်စဖို့ရန်ခက်တာတော့သိပါရဲ့ဒါပေမဲ့မပြောတတ်ဘူးလေငါတို့လည်းကလေးတွေလိုအောင်မြင်နိုင်အောင်လုပ်နိုင်မလားဆိုတာအေးဟုတ်တယ်ငါတို့ကလေးတွေကကူညီပေးနိုင်တာတော့ဟုတ်ပါပြီသူတို့နီးလမ်းမေးပြီးစိုက်လို့ရပေမဲ့ငါတို့ကပယ်မှာသွားပြီးတော့လဲတွေကိုစိုက်ကြမှာလဲဟာငါတို့နေ့တိုင်းရှည်သွားခက်နေတဲ့မြင့်ရှိရပဲငါတို့အဲ့ဒီမှာသွားစိုက်မယ်အဲ့ဒီမြက်ကတီးကနေဝေးတယ်ဆိုတော့ဘသူမှလည်းအလွယ်တကူမသွားနိုင်ဘူးလေပြီးတော့တခြားနေရာတွေဆိုရေကလည်းအလုံလောက်ရှိမှာမဟုတ်ဘူး ။ဒီတော့အဲ့ဒီမြစ်ထဲမှာဆိုငါတို့လွယ်လွယ်ကူကူစိုက်ပျိုးနိုင်တယ်။နောက်နေ့မနက်မှာတော့သူတို့ငါးယောက်လည်းအစောကြီးထလိုက်ကြပြီးတော့ဖျားစီမဆူတောင်းလိုက်ကြပါတယ်။ပြီးတော့လိုအပ်တဲ့စိုက်ပျိုးရေးပစ္စည်းတွေကိုယူကာမြေကမ်းဘီကိုသွားလိုက်ကြပါတယ်။ဒီနေရာရေနှဲပေမဲ့တတော်တော့ကြည်လေးနေရပဲ။ဒီတော့ငါတို့အရင်ဆုံးမြေကြီးတွေတူးရအောင်။ဒီလိုပြောပြီးအရင်ဆုံးရေထဲစင်ကရေကြီးတွေကိုဆွလိုက်ကြပါတယ်။ပြီးတော့သူတို့ယူလာတဲ့မျိုးစီတွေကိုရေထဲမှာတိချာချထားလိုက်ကြပါတယ်။ ရေထဲမှာမျိုးစေ့တွေချခဲ့တာတော့ဟုတ်ပါပြီ။ဒါပေမဲ့ရေကြောင်အဲ့ဒီမျိုးစေ့တွေတခြားနေအောင်မျောသွားမှာမဟုတ်ဘူးလား။အဲ့လိုသာဆိုရင်တော့လေငါတို့စူးစမ်းထားသမျှအကုန်လက်ကားဖြစ်တော့မှာအဲ့လိုဟာဖြစ်ခဲ့ပါတယ်။ငါတို့လည်းနီးစနစ်တကျလှုပ်ထားတာပဲလေ။ပြီးတော့ငါတို့စူးစမ်းမှုငါတို့တေချာစောင့်ကြည့်ရမှာပဲ။သူတို့ငားရောက်လေနေတိုင်းမြေကမ်းဘေးကိုလာပြီးမျိုးစီချထားတာတွေကိုစောင့်ကြည့်ကြပါတယ်။ဒီလိုနဲ့သုံးပတ်လောက်ကြာပြီးနောက်မှာတော့အဲ့မျိုးစီချထားတဲ့နေရာကနေပြီးအပင်ပေါင်းလေးတွေစားထွက်လာခဲ့ပါတယ်။ တာကိုကြည့်ပြီးဟေးဒီမှာအပင်ပေါက်လေးတွေထွက်လာပြီပဲဒါဆိုရင်တော့ဖះကျေးစုနဲ့ငါတို့အပင်တွေအောင်မြင်လာတော့မှာများလားငါတို့မစောက်နိုင်တော့ဟဲ့ဘယ်ချိန်တီအပင်တွေကြီးလာမလဲအရှမ်းမျောလင့်နေပြီရန်နေငယ်ကြာမှာတော့သူတို့ကြိုးစားမှုတွေလည်းအရာထင်လာခဲ့ပါတော့တယ်ပြီးတော့တဖြည်းဖြည်းနဲ့အသီးနှံမျိုးစုံလေးပေါက်လာပါတော့တယ်အိုးဒီခန်းချစ်သီးလေးတွေကနီးရဲပြီးလှပနေရောပဲငါတို့အရင်ကငါတို့လယ်ထဲမှာစိုက်ပျိုးရေးလုပ်ရင်လည်းအမြဲတမ်းခြောက်ပြီးပျက်စီးသွားတာကြီးပဲ ပြီးတော့အသီးနှံတွေအားလုံးလည်းဘလောက်တောင်လက်ဆက်နေလဲကြည့်ပါအောင်ဟဲ့အခုငါတို့ဒီအသီးနှံတွေကိုရက်နည်းနည်းလောက်ထပ်ဆောင်ပြီးရောင်းလို့ရပြီရန်နေငယ်ချမှာတော့သူတို့တွေလည်းအသီးနှံတွေကိုခူးလိုက်ကြပြီးချင်းတောင်းတွေနဲ့အပြည့်ဖြည့်လိုက်ကြပါတယ်ငါတို့ကတရားကျန်တာတွေကိုတေချာခူးခတ်ပြီးထည့်နေလိုက်မယ်ညီတော်ကခူးထားပြီးသားဟာတွေကိုဈေးမှာသွားရောင်းလိုက်ကြငါတော့လေဒီနေ့အသီးနှံတွေအရင်ရောင်းကောင်းမယ်လို့ထင်နေတယ်ဟာဒီလိုနဲ့တစ်ဖက်ကတတ်မားနဲ့ခင်ပွင့်နဲ့သူစားတို့ကတော့ ကြီးတွေကသီးနှံတွေကိုခူးပြီးချင်းတွေနဲ့ထဲကခင်ထားနေအီမာကတော့မြစ်ထဲကသီးနှံချင်းတွေကိုယူပြီးဈေးမောင်းသွားရောက်ကြပါတော့တယ်။အိုးဒီခန်းချင်းသီးနဲ့ခန်းသီးတွေကအရောက်လက်ဆက်တဲ့ပုံပေါ်နေရပဲ။ဒါတွေကတာတုဈေးဝါပါတာတော့မဟုတ်ဘူးမလား။မဟုတ်တာမရဲ့။ဒါတကယ်တဘာဝအတိုင်းစိုက်ထားတာတွေပါ။ဝယ်သွားပြီးတော့ချက်စားကြည့်။တကယ်လို့မကြိုက်ဘူးဆိုရင်တော့ပတ်စံပြန်အမ်းပေးပါမယ်။ တို့ရဲ့လှပလက်ဆက်တဲ့ဒီနယ်တွေကိုကြည့်ပြီးတော့လူတွေအများကြီးဟာသူတို့ဆိုင်ကနေဒီနယ်တွေဝေကြပါတော့တယ်။သုံးရကြလို့သူတို့တွေလည်းဈေးမှာထပ်ပြီးဒီနယ်တွေရောင်းဖို့သွားကြတဲ့အခါမှာတော့လူတွေဟာသူတို့ဆိုင်ရှိမှာတန်းစီလာပါတော့တယ်။အမရဲ့မှတ်မိလား။ကိုနေကအမဆိုင်ကနေခန်းသီးတို့ခန်းချင်သီးတို့ဝယ်သွားတဲ့သူလေ။အမအသီးနှံတွေကလက်ဆက်လွန်းလို့လေ။အိမ်မှာချက်တာတအိမ်လုံးကြိုက်နေကြတာပြောမနေပါနဲ့တော့ရှင်။ကျမလည်းလေ ူးစီကတရင်ကြလို့လိုက်လာတာဒီဆိုင်ကအသီးနှံတွေကအရန်လက်ဆက်တယ်ဆိုပြီးတော့လေစားလိုက်တာနဲ့အားတွေလည်းအရန်ရှိသွားတယ်လို့ပဲတဲ့ဒီလိုနဲ့ဈေးလာတဲ့လူတိုင်းကခင်ထားလူဆိုင်ကအသီးနှံတွေကိုသာဝယ်ယူကြပါတော့တယ်ဒါကိုမြင်ပြီးဘေးဆိုင်ကအသီးနှံတွေကပြုတ်လိုက်ပါတယ်ဟေးနင်တို့ကအသီးနှံတွေကိုဘလို့နီးနေများစိုက်ထားလို့လဲဒါသမျှလူတိုင်းကနင်တို့ဆိုင်ကအသီးနှံတွေကိုပဲဝယ်နေကြတာအသီးနှံတွေစကားကိုတော့သူတို့လည်းဘာမှပြန်မပြောဘဲ ဒီလိုပဲသူတို့ရဲ့ရေအောက်ထဲကစိုက်ခင်းတွေကိုတော့ပုံပြီးကောင်းမွန်လာအောင်လို့စိုက်ပျိုးထားကြပါတယ်။ဒီလိုနဲ့ပဲရန်နေငယ်ကြာသွားခဲ့ပါတော့တယ်။ချင်းမအားရောက်လိမ့်နေစဉ်လိုပဲမြင်းချင်းမတိနေတွေကိုစိုက်ပျိုးနေကြတော့မှာပဲသူတို့ကလေးတွေကသူတို့နဲ့အတူတူလူတွေကိုခေါ်လာခဲ့ပါတယ်။ဒါကိုမြင်ပြီးဟင်သူတို့ဟာဘသူတွေပါလဲ။ကျွန်တော်တို့ဟာစိုက်ပျိုးရေးပညာရှင်တွေပါ။လွန်ခဲ့တဲ့လအနေငယ်ဟာကလေးတွေကျောင်းကိုလေလာခဲ့တဲ့သူတွေပေါ့။အဲဒီတော့ဟာသူတို့ကိုရေထဲမှာအသီးပင်တွေစိုက်ပျိုးနေကိုသင်ပေးခဲ့ကြသေးတယ်။ အခုခမရတို့ကလေးတွေစီရရှားတဲ့နီးလန်းနဲ့ရေထဲမှာအသင်းနဲ့နေဆံပြိုးနေကြတာဆိုတာတီလို့လာခဲ့တာအဲ့လိုစိုက်နိုင်မို့ဆိုတာတော်တော်တော်ပြီးညင်ရင်မြင့်မြင့်လှုပ်ဆောင်နိုင်မှရတာမျိုးပါဒါမဲ့ရွာမှာနေပြီးပညာနည်းနည်းပဲတက်တဲ့တာမန်လေသမားတွေဟာဒီလိုမျိုးခက်ခဲတဲ့အရာကိုလုပ်ပြီးအသင်းနဲ့နေဆံပြိုးနေနိုင်တာကိုမယုံကြည်နိုင်ဖြစ်နေပြီလို့ပါရှင်ကပေါ့ပြောချင်တာလဲကျမတို့နားမလည်လို့ပါရှင်တို့ရေထဲမှာစိုက်တဲ့အသင်းနဲ့ဆိုက်ပြိုးရေးကိုအစင်းမြင့်နေပညာဆိုက်ပြိုးရေးလို့ခေါ်ပါတယ်တော်လုံနိုင်တဲ့သူဆိုတာတော်တော်ရှားတယ် ပြီးတော့တယောက်နှစ်ယောက်သာရှိပါတယ်ဒီတော့ရှင်တို့လုံနိုင်တာကိုအံ့ဩမိတာပါရှင်အခုရက်ပိုင်းအရန်ပူလို့လေယာမြေတွေ၆တွေ့ပြီးပြက်စီးတာကြောင့်လူတိုင်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာအခက်တွေ့နေရတာလေဒါပေမဲ့ဒီလိုမျိုးအစစ်မြစ်နေလန်းနဲ့ရေထဲမှာအသီးနှံတွေစိုက်ပျိုးနိုင်ပြီးတော့အဲ့ဒါကိုတွင်တွင်ကြဲကြဲလှုပ်လို့ရတယ်ဆိုတော့မသိတဲ့သူတွေကများပါတယ်မြို့ပေါ်ကလာတဲ့စိုက်ပျိုးရေးပညာရှင်တွေပြောတာနားထောင်ပြီးတော့သူတို့လည်းရင်ကိုပြိုသွားကြပါတော့တယ်ပြီးတော့သူတို့ဟာရင်တော်တော်မို့ ယူရောကပေးအပ်တဲ့ဂွန်ပြုစုကိုလည်းလက်ခံရပါတယ်။ပြီးတော့သူတို့၅ယောက်ဟာသူတို့ယောကလူတွေကိုရောတခြားယောကလူတွေကိုပါအစစ်မြင့်ဤပညာနဲ့ရေအောင်ထင်းပါပင်ဆိုင်ပြိုးနည်းတွေကိုလည်းတင်ပြပေးကြပါတော့တယ်။ဒါကြောင့်လေယောဆိုင်ပြိုးရေးလုပ်ဖို့မြေပိုင်ရှင်မရှိတဲ့သူတွေကလည်းရေအောင်မှာအေးအေးဆေးဆေးလေယာတွေကိုစိုက်ပျိုးနိုင်သွားပြီးလူတိုင်းကလည်းအရင်ကိုအဆင်ပြေလာခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။